စစ်တွင်အားကစားဟာကဘာမှာပေါက်ရောက်ပေမဲ့မြန်မာနိုင်ငံမှာတော့ကစားသူအလွန်နှဲပါတယ်။ထိုင်းဒီတွေးတော့ကစားရတယ်ဒီအားကစားကို အချိန်ဖြုန်းတဲ့အားကစားလို့မြန်မာအများစုကထင်မှတ်ထားကြတာကလည်းအကြီးမားဆုံးအချက်အနေနဲ့ပါဝင်ပါတယ်။ဒါပေမဲ့ဒီလိုအားကစားကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ရွှေပြောင်းမြန်မာလူငယ်တွေရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ယူရပြီးတင်နန်းတစ်ခုပြုတ်လုပ်ခဲ့တယ်လို့မြန်မာရှက် association ရဲ့အသွင်းရေးမှူးလည်းဖြစ် စစ်တူရင်တင်တဲ့နီးပြလဲဖြစ်တယ်ကိုကောင်းမြတ်သူကပြောပါလေအော်ဒီတက်ကတော့ဟိုကျွန်တော်တို့ဒီဘက်ရောက်နေတဲ့အဲခလေးတွေရောနော်ဒီဆောင်းသာအာဒီတင်ရတယ်ចောင်းနေကြရတယ်အဲတို့တော့ဒီတန်းကြီးကိုဆွန်ဖာလာကြတဲ့ဒီခေတ်ကြောင့်ဒီခလေးရေမိနေကြီးအားကစားမဲ့ပတ်သက်ပြီးတော့ အားနည်းတဲ့ဘိုင်းကြီးရှိပြီနော်ဥမာဒီဒီမှာဒီလည်း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 မြတ်ကောချင်မဘလုံးကန်အောင်ချင်းခဲအောင်ဒီဒီပြင်မာနဲ့မိတ်ဆွေတင်ငယ်ချင်းတွေကလေးစိန်တွေ့ပြီးတော့ဆော်ကားတာနေမလောက်ရအောင်အဲ့လိုမျိုးပဲစစ်တုံးအာနာဆိုလို့ရှိရင်လည်းမြေဒီဘက်မှာပို့ပြီးတော့အားနည်းရတွေ့ရနော်ဟိုကဆိုဟိုဒီဘက်မှာရှိရကြောင်းနေကဆိုလုံးမှာရှိရအဖွဲကြီးမှာရှိရစေနာမတဲ့ဒီ chess ရုပ်ပြီးပုတ်ဖို့ မတူဟုတ်ကြရမရှိတဲ့ညာအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဘက်မှာအရောက်နေတဲ့ခလေးတွေဒီစစ်တူကြီးအာဂဒါကိုကြီးလာငင်းဆင်းဆက်နှစ်ပြက်ပေါ့နော်ထီထွင်နိုင်လို့ရေဒီစစ်တူရင်အာဂဒါကိုဟိုဒီသူတို့အနေနဲ့ပေါ့နော်ဝါမနာပါတဲ့ဒီအာဂဒါလေးတစ်ခုကိုဆက်ပြီးတော့ရင်းရှိကစားသွားနိုင်လို့ကျွန်တော်ကဒီ community တစ်ခုဖြစ်အောင် လို့ရှင်ဒီအာရဒနဲ့ပတ်သက်ပြီးရောဟောဘုဒ္ဓရေဖခရနဲ့ပတ်သက်ပြီးရောဘသင်ကျင်လာဖို့ရေလူကြီးရေပြီးရောကျွန်တော်တို့ခွင့်တယ်စစ်တူရင်အားကစားကို နိုင်ငံတကာမှာပညာရပ်အားကစားတစ်ခုအဖြစ်သတ်မှတ်ထားပြီး စစ်တူရင်အားကစားနည်းကနေကလေးတွေအတွက်ဉာဏ်ရည်ဖွံ့ဖြိုးမှုတင်ချစွမ်းရည်တိုးတက်မှုခွဲခြမ်းစိတ်ဖြာတတ်မှုပြဿနာဖြေရှင်းနည်းနဲ့အတွေးခေါ်တွေတိုးတက်လာစေနိုင်တယ်လို့ဆိုပါတယ်။တင်နန်းလာတတ်တဲ့နှစ်တန်းအရွယ်ကျောင်းသားလေးကတော့ဒီတင်နန်းလာတတ်ရတဲ့အကြောင်းအခုလိုပြောပါတယ်။တော့တ냥ရှိမဲ့ပြီးတော့အဲဆော့အကြောင်းကြောင့် 不要他讲好？不过你那特别，哎、嗯，伊阿个，叫叫，特对特从伊阿说的，哎，大部分是实情。打罗题目，打特咪只咧，说比哦，特咪只咧，叫马特。 ခိုင်မီလာအတွင်းကစတင်ခဲ့တဲ့စစ်တူရင်တင်တန်းကိုပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့တာဖြစ်ပြီးအစင်းမြင့်တင်တန်းတွေအပြင် နောက်ထပ်တင်တန်းတွေလည်းထပ်ဖွင့်ဖို့ရှိတယ်လို့သိရပါဗျ။ဒီတင်တန်းကို တင်တန်းသား15ယောက်ရှောက်ထားခဲ့ရမှာအားလုံးကိုတင်တန်းစပေးခဲ့ပေမဲ့ကြောင်းဖွင့်ချိန်နဲ့တိုက်ဆိုင်ခဲ့တယ်လို့အလုပ်ပရက်တွေမဟုတ်တာ မိုးရသည့်ဖြစ်နေတာတွေကြောင့်10ရောက်လာတက်ခဲ့ပြီးတင်းနန်းစင်းချိန်ထိ9ရောက်တက်ခဲ့ပါတယ်။တင်းနန်းကာလဟာတပတ်နှစ်ချိန်နဲ့10ချိန်အဖြစ်တလခွဲအထိတင်ကြားပေးခဲ့တာဖြစ်ပါတယ်။တင်းနန်းတည်ဆုံပြီးနောက်တင်းနန်းသားကလေးတွေရဲ့တိုးတက်ပြောင်းလဲလာမှုတွေအကြောင်းတင်းနန်းနီးပြားကအခုလိုပြောပြပါဗျာ။အဲ့တော့ကတော့ကျွန်တော်တို့အခု ဒီတင်ပြီးတဲ့ရက်မှာเนาะဒီကလေးတွေကိုနောက်ဆုံးရက်မှာကျွန်တော်တို့ကံပြီးတော့နှစ်ပြူးတွေလှုပ်ချရတလို့ဆိုလို့ရှိရင်သူတို့ကိုပြီးတော့တိုးတက်လာကြည့်เนาะဒီအာယုံစူးဆိုင်နိုင်စမ်းနေဟိုတက်လာတယ်ကျွန်တော်ဆက်ဆက်တင်နေတဲ့အခါမှာကလေးတွေကကြတော့ဟိုကလေးတွေကြည့်တဲ့ကြောင်သူတို့ကဒီလှုပ်ရှားကြဟိုเนาะတော်တော်လေးလေးရှိကြတယ်ပစားကြတယ်တင်ပြမှုတွေမရှိဘူးဒါတော့တော့တင်တဲ့အဲဒီနောက်ဆုံးရက်တွေရောက်လာတယ်တင်တဲ့တင်တဲ့ချိန်ကြလာနေမြတ် အဲသူတို့ကဒီကစားပွဲတပွဲကိုဘယ်လိုပစားမလဲဒီစစ်တွင်ရအကစားနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့အဲစိတ်တည်ရင်မှုတွေရလာတယ် concentration နေကောင်းလာတယ်အဲပြီးလို့ရှိရင်ဒီဒီကြောက်နေတယောက်နဲ့အပြန်အမြန်နဲ့မဟုတ်နော်လေးစားတက်လာကြနဲ့ဒါကတော့ဒီစစ်တွင်ရအကစားရဲ့အအဓိကချက်ပဲမဟုတ်ကျွန်တော်တို့ကဒီစစ်တွင်ရအကစားကိုဒီနိုင်ငံတကာကသတ်မှတ်တယ်ခပါကသတ်မှတ်ထားတာကဒီ ီတလီကန်ရဲ့အိုင်ကွန်ပြတ်သက်မှာသတ်မှတ်ထားတဲ့အတွက်ကြောင့်ဟောဒီကစားနည်းကိုကစားတဲ့သူတွေကပို့ပြီးတော့စမက်ဖြစ်လာနော်စမက်ဖြစ်လာခဲ့ရဲ့အဲသူတို့အနေနဲ့ဒီသူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေဒီရုပ်ပိုင်းဆိုင်ရာတွေမှာဒီညီညာချက်ပို့ပြီးတိုးတက်လာကျွန်တော်တွေ့ရဒီစစ်တူရင်ကစားနည်းအခြေခံတင်နန်းကိုမြန်မာချက် association နဲ့ joint house တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ် တင်းတန်းပြီးဆုံးချိန်မှာတင်းတန်းသားတွေရဲ့ Fever Farm ကောက်ယူခဲ့ပြီးပြောင်းလဲတိုးတက်မှုတွေရှိခဲ့တာကြားသိခဲ့ရတယ်လို့ဒီ Farm ကိုလည်းမိဘတွေစီပေးပို့သွားမယ်လို့သိရပါတယ်။